ကိုဘာပဲလှုပ်လှုပ်ကောင်းတာလှုပ်လှုပ်မကောင်းတာလှုပ်လှုပ်လို့တမယကံရဲ့အကျိုးဆက်ကိုကိုပဲခံရမယ်ကိုပဲဆံရမယ်ဟောဒါသူ့ရဲ့အမွေခံပဲကံရဲ့အမွေခံပဲဖြစ်ရမယ်လို့ဒီအမြင်ကိုမြင်မှုလွတ်တယ်ဒါကိုကမ္မတကတာသမာဓိတိလို့ခေါ်တယ်ကိုလှုပ်တာကိုနဲ့သာသက်ဆိုင်တယ်လို့ မြင်တဲ့အမြင်ဟာဘလို့တမိုးရှိတယ်လဲစဉ်းစားကြည့်ဆန်ချမနဲ့တွေးကြည့်ကိုလှုပ်တာကိုနဲ့မပတ်သက်ဘူးလို့ငင်းကြွယ်လိုက်တဲ့ပုဂ္ဂိုလ်တယောက်ဟာတူတော်လူကောင်းဖြစ်ဖို့မရှိနိုင်ဘူး။ဘာကြောင့်လို့ဆိုတော့ကိုလှုပ်တာကိုနဲ့မပတ်သက်ဘူးလို့ဆိုတဲ့အမြင်ရှိရင် ောင်းတာလုပ်လဲကောင်းတာရမှာမဟုတ်ဘူးမကောင်းတာလုပ်ရင်မကောင်းကျိုးမခံရဘူးဆိုတဲ့ပုံကိုတယောက်သိသူလှုပ်ချင်တာတွေလှုပ်တော့မှာပေါ့သူလှုပ်ချင်တာအကောင်းလားအဆိုးလားဆိုတာလူဆိုတာအဆိုးကိုသာလှုပ်တာများတယ်လွယ်တာကအဆိုးကလွယ်တာကိုနော်အဲ့တော့အဆိုးကိုလှုပ်တဲ့ဆိုကြတဲ့က तू ကလူတော်လူကောင်းဖြစ်ဖို့မရတော့နော်ဒါကြောင့် ကောင်းတာ လုံးမှကောင်းကျိုးရတယ်မကောင်းတာလုံးရင်မကောင်းကျိုးရလိမ့်မယ်ဆိုတဲ့ကမ္မသက္ကတသမ္မာဒိဋ္ဌိအမြင်ဟာလူတော်လူကောင်းဖြစ်အောင်လမ်းခင်းပေးထားတာသာဖြစ်တယ်အကယ်၍တချို့ပုဂ္ဂိုလ်တွေမြင်တယ်လို့ပေါ့ကောင်းတာလုံးလဲကောင်းတာမဖြစ်ပါဘူးဆိုးတာလုံးလဲဆိုးတာမဖြစ်ပါဘူးမဟုတ်တာလှုပ်တဲ့လူတွေကြီးပွားနေတယ်ဟုတ်တာလှုပ်တဲ့လူတွေဆင်းရဲနေတယ်ဆိုတော့ ဒီအတွေးလေးနဲ့ကံကရေးကျိုးငင်းပဲ့မှုတွေနဲ့ဖြစ်တတ်သေးတယ်ပေါ့နော်သို့သောစဉ်းစားရမှာအခုတည်းရပင်ဆိုင်ဒီနေ့ဆိုင်ဒီနေ့ပင်ပေါ့ပြီးတည်သည်ဆာရပါမလားမဆာရဘူးအချိန်ဆိုတာရှိသေးတယ်နော်အချိန်ဆိုတာရှိသေးတယ်ဆိုးတာလုတ်ပြီးကောင်းကျိုးချမ်းသာရနေတဲ့ပုဂ္ဂိုလ်ဟာရှိတော့ကအကျိုးဆက်တွေကိုခံစားနေတာဒါဖြစ်တယ်ပေါ့ ကောင်းတာလုပ်ပြီးဒုက္ခရောက်နေတဲ့လူတယောက်ဟာလည်းပဲရှေးရခင်ကလုပ်ခဲ့တဲ့အကျိုးဆက်တွေကိုခံစားနေရခြင်းသာဖြစ်တယ်လို့ဒီလိုနားလည်ပြီးရဖြစ်တယ်။အဲ့ဒါလို့နားမလည်ဘူးဆိုလို့ရှိရင်ကံကံရဲ့အကျိုးညှင်းပဲ့တဲ့ပုံကဖြစ်သွားနိုင်။အဲ့တော့ကိုယ့်ဘဝကိုဆန်းစစ်ကြည့်။လူတိုင်းလူတိုင်းဟာကိုယ့်ဘဝကိုဆန်းစစ်ရမှာကာမတက္ကတာသမာဓိဋ္ဌိနဲ့။ဟုတ်ပြီ။ ก้าวหน้าเลยก้าวยนูย่าเลยมันก้าวหน้าเลยมันก้าวยนูย่าเลสุทุกที่ดีฮะบารีเล่านี่เลยจะนี่ดังมาก้าวหน้าดีจีเล่าถ้าละสุราดีโอเล่าถ้าละกูกูมันดีอ่อนจุดอะไรุษยศพยาการเราขอเลยอุโบสถเนี่สัปปินสัยามิสโอกรุติอิดาตรวจเจ้าหฮะที่โลกะตรวจเจ้าหฮะ ပပလို့ဆိုရဲမလို့တင်တာတွေလည်းလုပ်တယ်ပုံညာလို့ဆိုရဲလုပ်တင်တာတွေလည်းလုပ်တယ်ကောင်းတာလည်းလုပ်တယ်ဆိုးတာလည်းလုပ်တယ်ကောင်းဆိုးနှမျိုးလုံးလုပ်ကြတယ်ပုရုษေမှန်သမျှအကောင်းကြီးလုပ်တာဆိုတာမရှိနိုင်အဆိုးလေးရတော့ပါအောင်ပါနော်အစာစားတဲ့အထက်မှာခန္ဓာကိုယ်အကျိုးပြုတာတွေပါတာမဟုတ်ဘူးအကျိုးမပြုတာတွေလည်းစားမိမှာပဲ အဲ့တော့ပုထုဇဉ်ဆိုတဲ့အတိဘယ်ကိုကမကောင်းတာအဖြစ်များလို့ပုထုဇဉ်ခေါ်တာဟုပုထုဇဏမကောင်းတာတွေဖြစ်များနေတယ်အဲ့ဒါကိုပြောင်းပြစ်နိုင်အောင်ကြိုးစားကိုယ့်အကူဆင်ញင်သုံးသပ်ပြီးဒီတစ်ခုလှုပ်တယ်ဆိုဟုတ်ပြီကောင်းတာလည်းလှုပ်တယ်ဆိုးတာလည်းလှုပ်တယ်လှုပ်ပြီးပြီးသွားရလားဆိုဘယ်ပြီးမလဲတင်ညိတတ္တသက္ကံဟောတိကိုလှုပ်တဲ့ကံတရားတွေဟာ ကိုယ့်ရဲ့ရင်းနဲ့နှလုံးထဲမှာအရိတ်ထင်ပြီးတော့ကြံ့ရစ်ပြီနော်ပျောက်သွားတာမဟုတ်ဘူးပုံရိပ်တွေထင်သွားပြီလို့သူဆိုလို့တယ်ခင်အခြေအနေနဲ့နားလည်အောင်ပြောလို့ရှင်ရင်းထဲမှာ CCTV တတ်ထားတယ်လို့သာမှတ်တာမကောင်းတာလုပ်ပြီးလိန်လို့မရဘူးကောင်းတာလုပ်ရင်လည်းလိန်လို့မရဘူးနော်ချင်းထက်မဲ့တော့မကြိုးစားနဲ့ အဲ့ဒီမှာဘာလုတ်လုတ်လူတွေရဲ့ဉာဏ်မှာမှတ်တမ်းတင်တာရှိတယ်မှတ်တမ်းတင်ပြီးသားဖြစ်သွားတယ်ကောင်းတဲ့ပုံရိပ်တွေမကောင်းတဲ့ပုံရိပ်တွေဟာရှင်နေမှာရောက်သွားအဲ့တော့ကိုလူသမ ्या တွေဟာနောင်ဘဝပါသွားဖို့ဆိုတာဘယ်နေရာမှာရှိနေတာတုံးလို့မေးကြည့်နှလုံးသားထဲမှာရှိနေတာလား အုံနောက်ထဲမှာရှိနေတာအုံနောက်ဆိုတာပြက်ချင်ပြက်သွားတာပဲလေနှလုံးသားဆိုလဲခွဲစိတ်ကူတာအရာမျိုးတွေရှိရတယ်။သိရင်အုံနောက်ကလည်းလုံမလုံတော့နှလုံးကလည်းလုံမလုံတော့အဲ့ဒီအုံနောက်နဲ့နှလုံးကလည်းသိရင်မိသကြိုတွေထဲပါမသွားဘူးလားဒါပြင်ကံတရားတွေပြန်ပါသွားမလားအုံနောက်ထဲမှာနှလုံးသားထဲမှာပါသွားမလား အဲ့ပါသွားရင်တော့အေးတာပေါ့နော်တပွားတယ်မြတ်စွာဘုရားကတင်ညိတတသကံဟောတိတဲ့ကိုလို့တာကိုထဲမှာကိုပုံရိပ်တွေကိုရသွားတယ်ဘယ်မှာဒီပုံရိပ်တွေထင်သွားတော့ဆိုတော့ကုသိုလ်အကုသိုလ်ကံရဲ့ပုံရိပ်တွေစိတ်အစင်မှာဖြစ်သွားတာ mental process လို့ခေါ်တဲ့စိတ်အစင်နဲ့နော်စိတ်ရဲ့ဖြစ်စဉ်ကြီးတွေမှာဒီအေယဝရီမြကြီးစီးဆင်းနေတဲ့အချိန်မှာ မြေကြီးကစီးနေမပြတ်စီးနေအဲ့ဒါလိုပဲကိုယ့်ရဲ့ရင်ထဲမှာစိတ်အစဉ်ကြီးကမပြတ်ရှိနေအဲ့ဒီမပြတ်တဲ့စိတ်အစဉ်ထဲမှာ ပုံရိပ်တွေပါသွားပြီအဲ့ပုံရိပ်တွေဘယ်လိုလုံးလိုက်ပြီးတော့ဖျက်လို့ရအောင်ညာနိုင်နော်မရနိုင်ဘူး CCTV တွေကတော့ဖြုတ်ပြီးတော့ဖြောင်းလို့ရသေးတယ်ရင်ထဲကတော့ဖြောင်းလို့မရဘူးဒါမှပဲအဲ့တော့ဒီဘဝထင်တဲ့ပုံရိပ်တွေဟာ လူသေးသွားတော့ပြောင်းသွားရောလားလို့ဆိုပြောဆိုဗျာတင်ဆအာရယခိစ္စတိဒီပုံရိပ်တရားသူနဲ့အတူပါသွားလိမ့်မယ်တဲ့ပါသွားမှာပဲတင်ဆတာအနုကံဟောတိဒါရီကနောက်ကဘဝတန်တဲ့ဟာဆက်ဆက်မှာပါသွားပြီအယိတ်ပမာလိုက်နေမှာဖြစ်တယ်ဒါကြောင့်မို့ပုံရိပ် မကောင်းတဲ့ပုံကိုယ်တွေဟာဆင်းရဲဒုက္ခနဲ့ကြုံတွေ့ရပြီ။ပုံရိပ်ကောင်းတဲ့ပုံကိုယ်တွေသာချမ်းသာဒုက္ခရရှိမှာဖြစ်တယ်။ဒီပုံရိပ်တွေကြည့်ပြီးတော့ဘဝမှာအကျိုးပေးမှုတွေဖြစ်တယ်။ဒါကိုပဲမြတ်စွာဘုရားကရှံကမံဂရိတန္တိကလျာဏဝပပကံဝတတကမ္မတာဓာဓာပွေတန္တိဆိုတာဒါကိုဟောတာနော်။ကောင်းတာလုံးလုံးမကောင်းတာလုံးလုံးထိုလုံးတည်းများကုသိုလ်ကံအကုသိုလ်ကံတို့ရဲ့ အမွေကိုလုံသူခံရမယ်ဆိုတာဒါအဲ့ဒါကံကံအကျိုးလက်ခံတယ်ဆိုရင်မြတ်စွာဘုရားရဲ့ဆုံးမတရားအလုလက်ခံထားတဲ့ကမ္မသက္ကတသမ္မာဒိဋ္ဌိအမြင်ရှိမှဘုဒ္ဓဘာသာဆိုတာဖြစ်နိုင်တယ်လို့မှတ်ပါကမ္မသက္ကတသမ္မာဒိဋ္ဌိအမြင်မရှိရင်ဘုဒ္ဓဘာသာမဖြစ်ဘူးဘုရားန္တရဏံကိသမိဆိုနေပေမဲ့လို့ကံမယုံကြည်ဘူးဆိုရင်ဘုရားဘာသာဆက်ဖြစ်ဖို့ မြတ်စွာဘုရားကိုယ်တိုင်ကကံကံကြီးကျုပ်ကိုအလေးနဲ့ထားပြီးအခြေခံအပြင်ဟောကြားခဲ့တာဖြစ်တယ်။ဒါကြောင့်မို့ကံကံကြီးကျုပ်ယုံကြည်လက်ခံခြင်းဆိုတဲ့သိမြင်ခြင်းဆိုတဲ့ကမ္မတက္ကရသမာဓိရှိရမယ်။